ိုတို့စီပင်နေပြဦးနမေကြီးနေမျက်နှာတွေကဘာလို့ညစ်ပတ်နေလဲနေဘူးကွှေ့နေလို့ကိုရတဲ့ဆိုတော့လက်ရပေးပေးတော့ပြန်လာဘာဘာပြောတာနေရဘူးရဘူးဟုတ်ဆွေးရဆိုတော့လက်တွေကိုမျက်နှာရပေးရအောင်အဲ့ဘာလက်တွေကလည်းပေးနေတာဟုတ်အေးလက်တွေလည်းကြည့်အောင်လက်တွေကပေးနေမှာမျက်နှာကိုဆွေးတော့မှတော့ပေးတာဟုတ်ရှင်းတယ်ကြိုက်တယ်ကိုကြီးရော့ဒါအကိုတို့တော့ဒါတက်တက်ဒါငွေလေးပါချက်ပြီးတော့ပြူပေးတာ ်ဒီလိုမျိုးလေးတွေအမားတို့ဒါပြီးခဲ့တဲ့အပတ်ကဆိုလို့ရှိရင်ထိန်ပင်အမိုက်ပုံကတောင်မှအမားတို့သွားပြီးတော့ရောင်းပေးတယ်အဲသူတို့ရောင်းပေးရတယ်တထက်အမှန်တမ်းပြောမှာတို့ကလက်ကားပေးလိုက်လို့လေဒါပေမဲ့အမားတို့စီကနေတထက်90ဆိုတော့ဟိုသူတို့တွေလည်းအားနာစိတ်မရှိအောင်လို့တထက်90နဲ့ငါတို့အင်ချီဝယ်ဝယ်လို့ရတယ်ဆိုတော့ဝင်းတာမှုပီတီမျိုးလေးလည်းအမားကသူတို့ကိုလည်းရစီခြင်းနဲ့အဲ့ဒီက လာပါမိုးရဲ့ channel လေးကိုကြိုဆိုလိုက်ပါရစေ။မိုးကုတ်တစ်ဆက်ပြခြင်းတဲ့ဗီဒီယိုလေးကတော့နေဖို့အရင်နေပြီးတော့စီပင်အမအလေးအကိုတို့ပေါ့နော်အဝိစားတွေသွားလှုပ်ပေးနေတဲ့ဗီဒီယိုလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့အခုတလောက်ကြရထနေတဲ့မြေစာစကားနဲ့ပတ်သက်ပြီးတော့ကိုမြင့်မြတ်ကိုပေါ့နော်လူပြောများနေအဲ့ဒီပုံမှာနေဖို့အရင်နေပြီးတော့စီပင်အကိုကြီးကိုပေါ့နော်အင်တာဗျူးနေတဲ့ဗီဒီယိုလေးလည်းပါတယ်ပေါ့နော်။ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့အရင်ကမှကြည်နူးစရာကောင်းတဲ့ကြည့်တဲ့အမျိုးတွေတည်းလည်းစိတ်ချမ်းသာစေမယ်လို့မျှော်လင့်ပါရှင်။မွန်းတဲ့ဗီဒီယိုလေးကိုဆုံးထိလည်းပါကြည့်ရှုပေးဖို့ဖိတ်ကပါရှင်။ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်စ subscribe ချက်ကလေးကိုဗီဒီယိုလေးအောင်မှာ comment လေးတွေရေးပြဖို့တောင်းဆိုပါတယ်ရှင့်ဗီဒီယိုလေးကိုကြည့်လိုက်ကြရအောင်နော်အကိုတို့စီပင်နေပြီဗျာနမဲကြီးနေညနာတွေကဘာလို့ညစ်ပတ်နေလဲနေဘူးချွေးတော့ကိုရတဲ့တဲ့တော့တည့်ရပေးတော့ပြေးတာဘာဘာပြောတာနေရဘူးရအောင်ဟုတ်ချွေးရဆိုတော့လက်တက်ကိုလည်းနေရပေးတော့အေးဝလက်တက်လည်းပေးနေတာဟုတ်အေးလက်တက်လည်းကြည့်အောင်အေးလက်တက်ကပေးနေမှာညနာကိုချွေးတော့မှတော့ပေးတာဟုတ်ရှင်းတယ်ကြိုက်တယ်ကိုကြီးရော့အကိုတို့တော့တက်တက်ဒါငွေလေးပါချက်ပြီးတော့ပြူပေးတာနော်ပြောရမလားပိုက်တယ်ကျေးဇူးပဲပါရှင်းတယ်နော် နေပူတော့လက်တွေကလည်းညစ်ပတ်နေချွေးတုပ်ကလည်းပေးတာဗောဗျာမျက်နှာလေးဒီမှာအေးအဲ့လှမောင်းနေရမှာမဟုတ်လားကျေးဇူးတက်ကိုကြီး ဒီလိုမျိုးလေးတွေအမားတို့ဒါပြီးခဲ့တဲ့အပတ်ကဆိုလို့ရှိရင်ထိမ့်ပင်အမိုက်ပုံကတောင်မှအမားတို့သွားပြီးတော့ရောင်းပေးတယ်အဲသူတို့ရောင်းပေးရတဲ့တထက်အမှန်တမ်းပြောမှာတို့ကလက်ကားပေးလိုက်လို့လေဒါပေမဲ့အမားတို့စီကနေတထက်90ဆိုတော့ဟိုသူတို့တွေလည်းအားနာစိတ်မရှိအောင်လို့အတထက်90နဲ့ငါတို့အင်ကြီးဝယ်ဝယ်လို့ရတယ်ဆိုတော့ဝင်းတာမှုပီတီမျိုးလေးလေအမားကသူတို့ကိုလည်းရစီခြင်းနဲ့အဲ့ဒီရအကူကြီးအမားတွေအစင်မပြေတဲ့အကူကြီးအမားတွေပေါ့နော်ရစီခြင်းနဲ့အခါကျတော့အမားကအာအဲ့ဒီလိုမျိုးလေးတထက်90နဲ့ဒီ light ထဲမှာတွေမဟုတ်တော့အမားအပြင်မှာပါ ရောင်းပေးတာပေါ့နော်နောက်ထပ်ထပ်ရောင်းပေးဖို့နေရာတွေလည်းအမအစီအစဉ်ရှိရဲ့ချက်တစ်ထည့်ကိုအမတို့ရေဒီမှာဝင်90တန်းနဲ့မဲပြီးမှရောင်းပေးတာပါရှင်တစ်ထည့်90နော်တစ်ထည့်90ဝင်တာခဲ့တယ်ဟုတ်တယ်တော်တော်လေးကိုမှလည်းပြောခဲ့ပါတယ်အတချို့ကျတော့ပက်ဆက်မပါလာဘူးသူတို့ဒီလိုမျိုးဟိုအမိုက်ပုံကနေပြောကြဒီတိုင်းပြေးဆင်းလာကြဆိုတော့ကြတော့လေအာပက်ဆက်မပါခဲ့လဲအကူကလေပြောတယ်အာအကူကြီးရတယ်ပက်ဆက်မပါခဲ့လဲຫນွေပိုးရင်အောင်မြင်ပါစေပဲပြောပြပါတည်ရမလားအဲ့လိုမျိုးလေးတွေနဲ့ဟုတ်ကျေးဇူးပဲ ဒီနေ့ရိတ်ကူပေါ့ဗျာအုပ်ချုပ်နေဟိုလေလိုက်ထုတ်တယ်မင်းမင်းကိုကြိုက်လာမင်းဖတ်ပါလားဟမ်အဲ့မင်းမပေးတော့တခြားသေးပါလားဟဲ့ဟဲ့မင်းကိုပဲလေဟိပဲလေမင်းကိုဘတ်ဆက်တော့အင်းကြီးကဘာမှမပြောမင်းလေးကတော့မင်းကိုကြိုက်ဦးမင်းမပေးတော့ကြိုက်လာပဲလားဟာအေးပြပြဒီနေ့မှာကျွန်တော်စီမင်းအဖွဲ့တွေကိုဒီအုပ်ချုပ်လေးတွေအင်ဂျီလေးတွေတွက်စိတ်လေးလိုက်ယူနေရပါခင်ဗျာကျေးဇူးပါ မြင်းမြက်ကိုဝေဖန်နေကြတဲ့သူတွေကိုပြင်းပြတာပပတကွက်ပြလိုက်တဲ့ຫນွယ်ပိုးအိမ်တော့မြေစာရုပ်ရှင်ကနေပတ်သက်ပြီးတော့ပရိသတ်တွေကြာလူပြောများနေရဲ့စီပင်တော်သူတော့မစီပင်ဘူးပြောနေကြတဲ့သူတွေပေါ့ຫນွယ်ပိုးအိမ်ဟာဆိုရင်စီပင်ဝန်ထမ်းတွေကိုတွားရောက်လှူရင်းနဲ့သူတွေရဲ့ဘဝကိုလက်တွေ့ပြခဲ့ရပဲဖြစ်ပါရဲ့မြင်းမြက်လိုပိုစတာမှာမျက်နှာကအိုးမဲလူထားသူလိုဖြစ်နေတဲ့အကြောင်းရင်းကိုလည်းစီပင်ဝန်ထမ်းအကိုတယောက်ကိုတွားပြီးတော့ဘာလို့အကိုရဲ့မျက်နှာကညစ်ပတ်နေရတာလဲမေးတဲ့အချိန်မှာ ထို့သူကအခုလိုပဲပြောကြခဲ့တာပဲဖြစ်ပါတယ်။စီပင်ဝန်ထမ်းဆိုတာနေပူရမ်းမှာအလုပ်လုပ်ရတာကြောင့်ချွေးတွေထွက်တော့မျက်နှာကိုလက်နဲ့တုပ်ရင်လက်တွေကအမှိုက်ကင်ထားလို့ညစ်ပတ်နေရကြောင်းအခုလိုမျက်နှာကညစ်ပတ်နေရတာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပရိသတ်အများစုကတော့ရုပ်ရှင်နဲ့လက်တွေတကယ်ရှိမှန်းသိရတော့စီပင်ဝန်ထမ်းတွေရဲ့ပွားကိုအတော်လေးစိတ်မကောင်းဖြစ်နေကြရပါတယ်မြင်းမြတ်ကိုလည်းကြာရစရုပ်သရုပ်ဆောင်နိုင်လို့ပရိသတ်အများစုကချီးကျူးနေကြပါတယ်ຫນွယ်ဘိုးဝင်ကိုလည်းအလှူသွားလို့ရင်စီပင်ဝန်ထမ်းတွေရဲ့ပွားကိုတတော်တည်နေရပညာသားပပလက်တွေပြနိုင်ခဲ့တာကြောင့်ချီးကျူးနေရပါတယ်ရှင်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့နေနဲ့ရောဘယ်လိုမျိုးထင်ပါသလဲရှင်ကိုမြမြရမ်းချစ်တယ်လို့ င်မယ်လို့သူကလေမင်းသားငိုရင်ငိုတယ်မင်းသားပြောရင်လိုက်ပြောတယ်မင်းသားများတစ်ချက်လောက်သူညီမလေးခြိုက်တယ်လို့ဘောကနေပဲခြိုက်နေချင်တာသူတို့အဲ့လောက်ဒီပြောနေလားဆိုညီမလေးအကွာလမ်းမေးမှာအမိုက်သိမ်းနေစီပင်ဝင်နေဆိုတော့သူတို့တိတ်သွားလို့ရှင်ညီမလေးဘာလို့မတိတ်ခါကြာလဲကိုကြီးအဲ့ဒါမတွေ့မိဆန္ဒဆိုရင်ကျွန်တော်တို့ရိုက်တဲ့ကန်းဆိုပြိတ္တတွေကလက်ကုပ်တွေချတီးနေရဆိုတော့ကျွန်တော်နောက်မြရောက်လာပြီးတီးမလားလို့စိုးရိမ်နေတာအရန်လက်ကုပ်တန်လေးရမ်းကြားတယ်ဆိုတော့အရန်ပေါင်းမိသားပဲဆိုတော့လေအာဒါ surprise မဟုတ်ပါဘူးဇက်လိုက်လုံးနိုင်ပြီဆိုတော့ကျွန်တော်တီးပြီးသားပါ ဒီကားကြည့်ရင်ဘလို့မဟုတ်လည်းတွေးနေဟိုဟာတော်တော်ထိပါဟုတ်ကဲ့ဟုတ်ကဲ့အဲဒီတော့အဲဒီတော့ပြောကြလို့ပါဘုံတော့ဘောနော်ဒီလိုဘောဘုံတော့ကိုယ်နဲ့တင်းတော်ရလို့တွေကိုကျွန်တော်တို့ဒါလုပ်ပြီးတော့အိမ်ရဲ့ဘူဝင်တွေတက္ကားတွေကိုဒါဖြည့်ရှင်းပေးနေရအောင်အဲဒီမှာပါဒါခုလိုခက်ခဲပင်မမနဲ့လွတ်လွတ်ပြီးတော့ဒါမိသားစုတွေကိုကျွန်တော်ဝိုင်းရတော့ဖြည့်ရှင်းနေရတဲ့ဘူဝင်တွေကို ဆက်ရှင်းနေရတယ်တကယ်စီဝင်နေတယ်ပြောင်းလာဘူးယူပါတယ်လို့ပြောပြနေတယ်ငွေတွေကတိတ်ပြီးတော့ပညာရေးမှာထူးချွန်နေတယ်မပါဘူးကြိုးတော့ကြိုးစားတယ်အတန်အဆုံးကြိုးစားတယ်ဒါပေမဲ့ကြိုးစားလဲကျွန်တော်ရဲ့ရလက်တွေကအောင်မတ်ထက်ကိုမဟိုအောင်မတ်ရတာတော့မှတော်တော်ကျေစုတရားလို့ဖြစ်နေတာပေါ့နော်ဟုတ်ကဲ့အဲဘိုးတက်နိုင်သလောက်တက်ဆွမ်းသလောက်ဒါပေမဲ့ငွေတွေကမှပါရမီမှမပါတာဒါပေမဲ့ဆယ်တော့တော့တော်တော်ပြေးနိုင်တယ်အင်္ဂလိပ်စာတော့ပါတာတော့တိတ်မပြေးနိုင်ဘူး တကယ်လို့အောင်ခဲ့ရင်တော့ဂုံတို့တော့သုံးပါသာလို့ပါမထင်နဲ့အဲထင်တယ်အဲ့လိုဖြည့်နိုင်တာဟုတ်တကယ်လည်းဖြည့်နိုင်တာဟုတ်ဘယ်လိုလဲနောက်ဒီအောင်ဟိုဟာအောင်နေထတော့အောင်နေဘာဂုံတို့မှမပါဘူးအော်ဒီတိုင်းအောင်နေပေါ့အမှန်စင်းတော်တော့မှမှအချက်ကွဲတော့တာပဲတတ်မှတ်ထားတဲ့ဟာ240လေကျွန်တော်243မှတ်နေအောင်အဲ့လိုလိုမလို့ချင်း4ပါတာပေါ့ညစာစကားကြီးရဲ့ကင်မရာနောက်ွယ်ကအပြုတ်မှုလေးတစ်ခုကြောင့်အခုလိုချီကျူးခံနေရတဲ့အကယ်ဒမီမြင့်မြတ် အကယ်ဒမီမင်းသားတယောက်ဆိုတာကတယောက်ဆောင်အကျဉ်အရေးချင်းပြည့်စုံနေုံနဲ့မပြီးပဲစိတ်ကပိုင်းဆိုင်ရာကလည်းပြည့်စုံနေဖို့လိုတယ်ဆိုတာကိုမြင်မြတ်ကတက်တည်ပြသွားခဲ့ပါတယ်။အခုလက်ရှိမှာဆိုရင်လည်းအကယ်ဒမီမင်းသားမြင်မြတ်ရဲ့အထက်မှတ်မှတ်ထားတဲ့အကယ်ဒမီနောက်ွယ်ကအပြုမူလေးတစ်ခုကြောင့်ပြည့်တည်များစွာကတော့မြင်မြတ်ကိုလေးစားချီးကျူးနေခဲ့ကြပါတယ်။မြင်မြတ်ကလက်တလုံးမှာတော့ညီစားလိုအမိရတဲ့ရုပ်ရှင်စကားကြီးကိုရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကိုတချို့တွေကဝေဖန်ကျင်ကြတာတွေရှိပေမဲ့ဇန်ညွန်းထဲမှာမပါဝင်တဲ့ကင်မရာနောက်ွယ်ကအပြုမလို့တခုမှတော့တကယ့်ကိုချီးကျူးစရာကောင်းနေခဲ့ပါတယ်။မြင်းမြတ်ကမြေဆာရုပ်ရှင်ဇက်ကားကိုရိုက်ကူးဖို့အတွက်ရန်ကုန်မြို့ရဲ့အကြီးအမားဆုံးအမိုက်ပုံကြီးကိုတွားရောက်ပြီးတော့ရိုက်ကူးခဲ့ရတာပါ။တာမန်အမိုက်ပုံတစ်ခုတောင်မှအနက်သက်ဆိုပြီးတော့အင်မတန်နန်စုံနေချင်းတမျိုးလုံးစာအမိုက်ပုံကြီးကတော့အထွေထူးပြောနေစရာကိုမလိုတော့ပါဘူး။ ဒါပေမဲ့မြင်မြတ်ကောင်းတော့သူ့ရဲ့တယောက်ဆောင်အတင်ပြပြဇေဝအတွက်မြစ်ပတ်တာတွေအနတ်တမကောင်းတာတွေကိုစိတ်ထမထားပဲအကောင်းဆုံးတယောက်ဖို့ပြီးတော့ရိုက်ကူးခဲ့ပါတယ်။ ဒါတည်းမကပဲတကယ်အပြင်ကတန်ရှင်းဝန်တန်းလေးတွေကမြင့်မြတ်ကိုကူညီတင်ပြပေးတဲ့အခါမှာလေမြင့်မြတ်ကသူတို့ရဲ့ပုံစံအတိုင်းတူညီအောင်လို့တေချာစွာကြီးရှုပြီးတော့ရိုက်ကူးခဲ့ပါတယ်။တနေ့တုန်းကရှူတယ်မှာဆိုရင်တန်ရှင်းဝန်ထမ်းကောင်းလေးကိုမြင့်မြတ်လိုမျိုးထိတ်တန့်အကမင်းမင်းသားကြီးကပစ္စည်းလေးတစ်ခုပေးတဲ့အချိန်မှာလည်းလက်လေးနှစ်ဖက်နဲ့ရိုသေစွာပေးတာကိုတွေ့ရပါတယ်။ငါကအကယ်ဒမီရမင်းသားပဲဒီလိုနေရာမျိုးမှာငါလာရတာကိုကနှိမ့်ချနေပြီဆိုပြီးတွေးတောနေတာမျိုးမရှိဘဲနဲ့လူလူချင်းစာနာထောက်ထားတဲ့စိတ်နဲ့လေးစားမှုရှိတဲ့အကြောင်းအခုလိုလောက်ရလေးကပေါ်လွန်ထင်ရှားနေခဲ့တာပါရှင်။ ဒီရုပ်ရှင်စကားကြီးဟာဆိုရင်အခြေခံလူတန်းစားတွေရဲ့ဘဝကိုထိရောက်စေခဲ့တယ်လို့တကယ်ဖြစ်ရမှန်ပုံစံတိုင်းပရိသတ်တွေရင်ထဲကိုရောက်ရှိအောင်လို့ရိုက်ကူးပြသနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဘဝမှာသူများတွေမလုပ်ချင်တဲ့အမှိုက်သိမ်းရတဲ့အလုပ်ကိုလုပ်နေပေမဲ့စိတ်သဘောထားကတော့မြင့်မြတ်ပြီးလေးစားစရာကောင်းတဲ့အစဉ်နဲ့ရှိတဲ့စွာကိုတက်တည်ပြနေခဲ့တဲ့ဇက်ကောင်တွေကနေမြင့်မြတ်ကအကောင်းဆုံးပုံပေါ်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ဒီကဟာဆိုရင်စီပင်သားရတန်ရှင်းဦးဌာနကဝန်ထမ်းလေးတွေဘလို့မျိုးအလုပ်လုပ်ရလဲဆိုတာဘလို့အခက်အခဲတွေကြုံတွေ့ရလဲဆိုတာမျက်မြင်ကိုတွေ့ခန်းစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ အလုံးမှလည်းခက်ခဲပင်ပန်းသလိုမိသားစုအရေးမှာဆိုရင်လည်းမျက်နှာငယ်ရတဲ့အဖြစ်မျိုးတွေနှိမ့်ချခံရတဲ့အဖြစ်မျိုးတွေနဲ့လည်းအများအပြားကြုံတွေ့ခဲ့ရပါတယ်။ဒါကြောင့်မြေစာရုပ်ရှင်စကားကြီးကနွမ်ပါတဲ့အခြေခံလူဒန်းစားပွားတွေကိုမိမောင်းထုတ်ပြထားတဲ့ပြည်သက်ရင်ထဲကိုရောက်စေမဲ့ဖြစ်ရမယ့်ရုပ်ရှင်စကားကြီးတကားဖြစ်ပါတယ်။တချို့တွေကတော့ဒီရုပ်ရှင်ကားကြီးကိုမြင့်မြတ်ကအကယ်ဒမီရကျင်းလို့ရိုက်ကူးတာဆိုပြီးတော့လည်းပြောနေကြပါတယ်။ မြမြက်ကတော့ဘလို့ဇက်ကားမျိုးပဲဖြစ်ပါစေပိတ်သက်တွေကိုခံစားမှုရတမျိုးစုံပေးဆပ်နိုင်အောင်ကြိုးစားခြင်းနဲ့အတွဲဟာတာကောင်းလေးကိုလည်းပိုင်နိုင်စွာရိုက်ကူးနိုင်ခဲ့ပါတယ်အခုလိုမျိုးဘဝတရုပ်ဖော်ဝမ်းနည်းစရာဒရာမာကားကိုရိုက်ကူးတဲ့အချိန်မှာတော့ပို့ပြီးတော့ပြီးပြန်ပိုင်နိုင်နေတာကိုတွေ့ရပါတယ် ဒါတွေမှာကစိတ်တက်အဆင်တန်းလေးကလည်းဇကားနဲ့မှလည်းမဟုတ်ပဲအပြင်လောကမှာပါနာမည်နဲ့လိုက်ဖက်စွာမြင့်မြတ်နေတာကိုတွေ့ရပါတယ်တချို့တွေကဆိုရင်နည်းနည်းလေးအောင်မြင်လာတာနဲ့နေဘူးထဲမှာပင်ပန်းစွာရုပ်ရှင်မရိုက်ခြင်းမူတတောင်တတဖြစ်စီမဲ့ဇက်ကောင်တွေကိုပဲရိုက်ခြင်းနဲ့ဆိုပြီးတော့မောင်နှာထောင်လွားတာတွေလည်းရှိပါသေး။ဒါပေမဲ့နှစ်ထက်ကွန်အကယ်ဒမီစုပိုင်ရှင်နှစ်ပေါင်း20ကျော်အနုပညာလောကမှာရက်တည်ခဲ့တဲ့မြန်မာကြီးတယောက်ကတော့ဒီလိုကြီးများတာမျိုးမရှိပဲတန်ရှင်းဝန်တန်းလေးတွေနဲ့လည်းခင်မရင်နှီးစွာကိုကြီးရိုင်းပေးပြီးဇက်ကားကြီးကိုအကောင်းဆုံးတည်ဆောက်နိုင်ခဲ့တာကိုတွေ့ရပါသေး။ ပါမန်နေပူယုံသားမကအမိုက်ပုံအကြီးကြီးပေါ်မှာတက်ပြီးတော့တယောက်ဆောင်ဖို့ဆိုတာကပုံမှန်အဖြစ်ဆိုရင်တော့မဖြစ်နိုင်ပေမဲ့မြင်းမြက်ကတော့သူ့ရဲ့ဇက်ကောင်ပြပြမှုအတွက်ရင်ရှာမှုလည်းမရှိဘဲအကောင်းဆုံးစိတ်နဲ့တယောက်ဆောင်သွားခဲ့တာဖြစ်ပါတယ်တေယုဆောင်ဝန်ထမ်းလေးတွေကအစလူတန်းပေါ်မှာလေးစားတက်ပြီးအခုလိုကြာရစရုပ်ကိုအကောင်းဆုံးတေယုဆောင်နိုင်ခဲ့တဲ့အကယ်ဒမီရမင်းသားကြီးမြင့်မြတ်တယောက်ဒီနေ့အတွက်အကယ်ဒမီစုကြီးကိုရရှိဖို့ထိုက်တန်တယ်လို့ပြည်သက်ကြီးတို့ရောထင်မြင်မိကြပါသလားရှင် ဗီဒီယိုနဲ့မှာဆိုလို့ရှိရင်เนาะနွယ်ပွင့်ရင်ရလှူဒန်းပုံမှာပေါ့เนาะတော်တော်လေးမှာလေးစားစရာကောင်းတယ်ကြီးတဲ့အမျိုးကြီးလည်းစိတ်ချမ်းသာစေမယ်လို့မျှလစ်ပါရရှင်မိုးနဲ့တူဗီဒီယိုလေးကိုဆုံးထိလက်ပါကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်လည်းမိုးဆက်လီတဲ့တင်နေဟာတာဗီဒီယိုတွေဘဟုတုတရရဲ့ဗီဒီယိုလေးတွေကိုနေ့စဉ်နဲ့တင်ဆက်ပေးမှာမို့ channel လေးကို like and subscribe နဲ့တောင်းဖို့တောင်းဆိုပါရရှင်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်ဆက်ချက်ကလေးတွေကိုဗီဒီယိုလေးရဲ့အောက်မှာ comment လေးတွေရေးပေးဖို့တောင်းဆိုပါရရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံမယ်เนาะတတ